လုပ်ငန်းရှင်နိုင်ကတော့အကျွေးမကင်းဘူးလေမိကပြန်မပေးမဲ့သူမှမဟုတ်တာရှင်အခုလိုချက်ချင်းပြတ်တောင်းတော့လွန်နာပေါ့ မမကြီးအော်ကြီးကြီးကျန်တယ်ခမရတူရဘာဖြစ်လဲဟာလေတားရလိုက်ရနေတပါ့အေးဘာကြီးကျွန်တော်ညီမလေးကိုညီလို့လားကျွန်တော်မောင်မနီယောက်ကိုနှိမ့်ချနေရကြာပြီခမရကြီးကိုကျုပ်တတ်မှာအမလေးငားနေနင်တော့အဖေမရှိခင်တည်းကလေငါနင်ကိုကျွဲပွဲလာတာလေအရက်ကတော့ရဲဒီမှာကြည့်ပါအောင်အဲ့ဒီအရှိန်လဲကျွန်မတတ်မယ်တဲ့နောက်နေတာအမကြည့်ရပါဦးစိတ်လျှော့ပါတော်မြတ်မြတ်ရယ်ဘလို့ပဲဖြစ်ဖြစ်အဲ့ဒါခမရရဲ့တူပဲလေဗျာ ကလေးတွေမလိမ္မာတာရှိရင်လူကြီးတွေကဆုံးမပေးရမယ်တောင်းဝင်မယ်လေအာကျမကြောက်သွားပါပြီတော့ကို့ကျမရမ်းကြောက်နေပြီတော့ရွာသင်တာထောက်လိုက်တော့ရွာသင်တာထောက်လိုက်ပါတော့အလိုလိုလိုမရဘူးလေဗျာရတာမရမသိချင်းတော့ကျမကလေကို့ကြောက်နေပြီအခုတော့လေကြည့်ပါဦးကြည့်ကြပါဦးကျမကိုရိုက်သတ်မယ်တဲ့လောက်နေပြန်ပါကဲဒါဆိုလေဗျာကောင်လေးကိုဖုံးကြောက်မယ်ခေါ်သွားကြအောင်သိလားဘာဖြစ်လို့တူတော်လည်းမမွေးကျင်တော့ဘူးတဲ့နော်အဲ့ဒါဆိုအဲ့လိုပဲလုပ်ကြပါဦးညံ့ညံ့ခေါ်သွားကြတော့ 姑姑，姑姑，你把那我们拆开吧，那姑姑，姑姑呀，姑姑，我们都把姑姑挖下吧，那姑姑，你把那条来找的。你妈嘞，姑姑，你妈嘞，哎，不好意思，别来敲门了。你妈嘞，玲玲，我妈你呢？姑姑。姑姑，我挂了嘞，不给。姑姑，姑姑，你妈嘞，别来敲吧。 ဆင်းခုကျွေးတောင်းညာချားလို့မဟုတ်ဘူးတော့မိမိတွင်တော့မိမိတွင်ရအဲ့လိုကျွေးတောင်းမဲ့ဆင်းထဲမှာပါနေလို့လားပေးရမယ်ရဲ့ရောက်ရင်တော့တောင်းရမှာပဲလုပ်ငန်းရှင်နိုင်ကတော့အကျွေးမကင်းဘူးလေမိကပြန်မပေးမဲ့သူမှမဟုတ်တာရှင်အခုလို့ချက်ချင်းပြန်တောင်းတော့လွန်တာပေါ့ရှင်အဲ့ဇာကကျမကိုပြောနေတာဟိုးလာတယ်ရပဲဘယ်တော့ပြန်ဆက်မှလဲပြော ိကြတဲ့အချိန်တခုကိုပေးရှင်းပါစံကျွန်မအလကားယူထားတာမှမဟုတ်တာကျွန်မလည်းအတုံးမမှန်ပေးနေရပဲလေအခုကငွေမှမလဲသေးတာလုပ်ငန်းရှင်အချင်းချင်းရှင်တော့တော့နားလည်ပေးရမှာပေါ့နားလည်မပေးနိုင်ပါဘူးနားလည်းမလဲပေးချင်တော့ဘူးကျွန်မရှင်းတဲ့နေ့ကြားနေရတာပွားထနေပြီကျွန်မငွေတွေကိုပဲအမြန်လိုချင်တယ်ကျွန်မမိမိတွင်တော့ကလေအဲ့လောက်ငွေလေးနဲ့တိတ်ခါကြမခံနိုင်ဘူး ရှင်းရငွေမဖြစ်စလောက်လေးနဲ့ကျမလာချင်းချောက်မနေနဲ့နော်အေးရှင်းရငွေကိုလိုချင်ရင် ကျမပေးမဲ့အချိန်ကိုစောင့်မစောင့်နိုင်တော့မရောက်တော့မှတ်လိုက်တော့တကယ်လေမလေးမမီဒွေနေဘလို့ပတ်စအမြအလောက်အများကြီးဘလို့ပြန်ဆက်မှာတော့ဟာသေးတာသေးလိုက်ချင်တော့ ဆရာကျွန်တော်ကိုခေါ်ရစို့အေးကြောကြောထိုင်ဟုတ်ကဲ့ဆရာဘာများခိုင်းတယ်ကြည့်လို့ဆရာခိုင်းစရာဆိုတာတဲငါမင်းကိုပိုပြီးလေလင့်တဲ့တောင်းပေးစရာရှိလို့တောင်းဟုတ်ဘာများလဲဆရာကျွန်တော်အခုလိုယုံကြည်ပေးအောင်ဝမ်းသာပါမယ်အဲ့တောင်းကအရင်လေးနဲ့နေကျွန်တော်မလုံနိုင်မှာစိုးလို့ပါမင်းနဲ့အသင့်တော်ဆုံးတောင်းပါမှာငါအမေးရင်ကိုမိဘမကြီးအောင်ထောင်းနှဲဆိုမြင်သိရမှာ ဟုတ်သိပါရဲ့ဆရာ။ငါအဲ့ဒီဂေဟောင်းမင်းကိုဦးစီးစေချင်တယ်။ဘာလဲဒီဘက်မှာလှုပ်တစ်ဖက်နဲ့ဆိုတော့ငါဂေဟောင်းလစ်လူရှိတာတို့ဖြစ်နေတယ်။မင်းသာအဲ့ဒီဂေဟောင်းဦးစီးပြီးမယ်ဆိုရင်ငါဒီဘက်မှာလှုပ်ကိုအေးစီးပြန်လုပ်လို့ရတယ်။နင်းတဘော။ကျွန်တော်ရေုံကြီးကြီးနဲ့အခုလိုတောင်းမှုပေးရအရင်ကကျေးဇူးတင်ကုန်မိပါရဲ့ဆရာ။ကျွန်တော်ဆရာဘေးရဲ့တောင်းမှုကိုကိုရောစိတ်ပါနှစ်ပြီးစူးစမ်းလုပ်ပါမယ်။ဒါနဲ့ဘယ်လိုများလှုပ်ဆောင်ရမလဲဆရာ။ငါတော့မြန်လေးကြိုက်နေတယ်။ ဲ့ဆိုကျွန်တော်ဒီညနေပဲစဆင်းလိုက်ပါမယ်။ပြင်ဆင်ရရှိရလေးပြင်ဆင်ရအောင်မို့ကျွန်တော်တော့ကံပြုတ်ပါအောင်ဆရာ။ကျေးဇူးနေ요။မင်းအလုံးစားလုပ်ပြီဆိုတော့လည်းမင်းရဲ့စိတ်ထဲမှာဆွဆွမြင်းမြတ်မှတ်ထားမှာကတစ္ဆာတရားနော်။တစ္ဆာတရားအရေးကြီးဆုံးပဲ။ပတ်ဝန်းကျင်မင်းကိုဘလို့ပဲပြောင်းလဲပြောင်းလဲမင်းရဲ့စိတ်နှလုံးသားမပြောင်းလဲအောင်နော်။အဲ့လိုမှမဟုတ်ဘူးဆိုရင်တော့ငါကအချိန်မီးတန်ရုံးစင်ဖြတ်ပြစ်မှာမလားဆရာ။ ကျွန်တော်ဆရာစိတ်ကိုသိပါတယ်စိတ်ချပါဆရာကျွန်တော်တစ္ဆာတရားကိုစိတ်ထဲဆွဆွမြင့်မှတ်သားပြီးကြိုးစားလုပ်ပါမယ်ချီးစက်တမာတယ်ဆရာမလေးရယ်ဆရာမလေးတာမကူညီဘူးကျမလို့လည်းသူ့အဖေရှိရာထောက်ပံ့စိတ်တွေရမှာမဟုတ်ဘူးချီးစုပါပဲနော်ကျမလုပ်တဲ့နာကိုပဲလုပ်လိုက်တာပါမရယ် အခုမှုနိုင်နေဆိုတာကလည်းတရားတော်မူအနိုင်ရတာပါအားလုံးကယမကြောင့်မဟုတ်ပါဘူးဒါပေမဲ့ဆရာမလေးကြောင့်တာလေမြင်ငယ်ရှိရရပိုင်ခွင့်ကိုအကုန်ပြန်ယူနိုင်တာလေမဟုတ်ရင်လေမြင်ငယ်ရဲ့မောင်ပိုင်စီးမှုကိုကျမအားအားကြီးတော့ထိုင်ကြည့်ပြီးခံစားနေရမှာသမီးဆရာမလေးကိုကျေးဇူးတင်အောင်ပြောလိုက်ပါဦးကျေးဇူးပါမမညီမလေးမမကိုတကယ်ကျေးဇူးတင်နေဆိုရင် အခုထပ်ပို့ပြီးအများကြီးတန်မာရမယ်မမေကိုကာကွယ်ပေးပါမယ်လို့မမကိုကတိပေး ခုညီမလေးမိမိမှာညီမလေးရလွန်ရင်တခြားဘသူမှမရှိတော့ညီမလေးကိုပဲအားကိုးရတော့မှာအဲ့တော့ညီမလေးပါပဲလှုပ်လှုပ်လူမင်းမျက်နှာငဲ့ပြီးတော့အကောင်းဆုံးလှုပ်အကောင်းဆုံးရှင်သာဟုတ်ပြီလားဟုတ်ကဲ့ပါရှင်သမီးလေးရလိမ့်မာလိုက်တာညီမကိုလည်းခွင့်ပြုပါအောင်မဟုတ်ကဲ့ပါချစ်သူရဲ့နော်ဆရာမလေးချစ်သူအများကြီးတင်ပါတယ်ဆရာမလေးရရပါတယ်ရှင်ရပါတယ်ကြံငင်းပြုပါအောင် ဆရာနောက်15မိနစ်နေစီဝေးစားလို့ရပြီဆရာကောင်းပြီလာခဲ့မယ်နော် ဟိုတစ်ခေါက်စီးဝေးမှာပြောခဲ့ကြတဲ့နေတခွန်ရဲ့ပန်းလှဆင်ကုမ္ပဏီမှာရှယ်ယာဝန်မှုပလန်ဘလို့ဖြစ်သွားပြီလဲဟုတ်ပါတယ်ဟိုကျွန်တော်လည်းအဲ့ဒီကိစ္စအတော်လေးသိချင်နေတာပါကျွန်တော်ရဲ့ဟိုတယ်ဒါအဲ့ဒီကုမ္ပဏီနဲ့လက်တွဲလိုက်နိုင်မယ်ဆိုလို့ရှိရင်ဟိုတယ်လောကရဲ့ထိတ်တန့်တစ်ခုလုံးဖြစ်လာနိုင်ပါတယ်ဟိုအဲ့ဒီကိစ္စကိုဘယ်လိုလုပ်ဖို့စီစဉ်ထားပါလဲဟိုအခုလောလောဆယ်တော့နေတခွန်ကုမ္ပဏီကိုလူလှုပ်ပြီးတော့ offer ပေးခိုင်းထားပါတယ် အကြားသလောက်ကတော့နေတကွန်ကရှယ်ယာလုံးဝလက်မခံဘူးလို့ပြောတယ်လုပ်ငန်းရှင်တွေတော်တော်များများလည်းလက်လျှော့ကုန်ကြပြီအဲ့ဒါဆိုကျုပ်တို့ငွေရရောအဲ့ဒီ project တော့ကျုပ်တို့ထည့်ထားတဲ့ငွေတွေကိုခင်ဗျားဘယ်လိုလုပ်ရှင်းပါလဲဟုတ်အဲ့ဒါတော့စိတ်မပူပါနဲ့နေတကွန်ကုမ္ပဏီမှာရှယ်ယာမရရအောင်ကျွန်တော်ဝင်ပေးပါမယ်ကျွန်တော်အချိန်လေးတစ်ခုပဲပေးပါ